မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျเนาะဇက်ကဒီနေ့မှာတော့2025ခုနှစ်မေလနောက်ဆုံးအပတ်တာအတွင်းမှာဗုဒ္ဓဖူးရဟုတ်သားသမီးမိတ်ဆွေတွေအတွက်တပတ်စာကัญမာဟောစတန်းကိုဆရာကတားတော့နဲ့ရွတ်ဖတ်ပေးมาဖြစ်တဲ့အတွက်ဗုဒ္ဓဖူးသားသမီးမိတ်ဆွေရဟုတ်သားသမီးမိတ်ဆွေတွေအားလုံးဘိဗီယာတွေဝေးကွာကြပါစေလို့ဒီကနေ့မေတ္တာပို့ဆူတောင်းရင်းနဲ့ဒီမေလ24ရက်နေ့ကနေလကုန်ပြီမှာဗုဒ္ဓဖူးရဟုတ်သားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယင်ထဲမှာ လုပ်ငန်းတက်အလုပ်တက်ဘလို့စတင်လှုပ်ဆောင်ရေကောင်းမလဲဆိုပြီးတော့အနာဂတ်အတွက်စဉ်းစားနေတာမျိုးမိမိနေနဲ့အနာဂတ်မှာမဖြစ်လာသေးတဲ့ကံဒီမှာငါအနာဂတ်အတွက်အေးစစနေရအောင်ငါရဲ့လုပ်ငန်းတစ်ခုလုံးဘဝတစ်ခုလုံးအေးချမ်းအောင်ဘာတွေလုပ်ရင်ကောင်းမလဲဆိုပြီးတော့လမ်းစာတွေးခေါ်နေတာမျိုးလမ်းကြောင်းတစ်ခုကိုစတင်ရအတွက်ကိုအချိန်ယူစဉ်းစားတွေးခေါ်နေတော့အပတ္တကာလအပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒါဟာကောင်းတဲ့အလုပ်ပဲဖြစ်ပြီးတော့အေးတည်တည်ချာချာလေးစဉ်းစားတွေးခေါ်ပြီးတော့လှုပ်ဆောင်ရင် အောင်မြင်ခြင်းတိုးတက်ခြင်းတွေလမ်းစာမှန်ကိုတွေးရှိမယ်ဆိုတဲ့ကာလအပတ္တအပိုင်းခြားမျိုးဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်ကြက်မာကြီးကြက်မာကြီးနဲ့ပတ်သက်လာရင်တော့စိုးရိမ်စရာဘာမှမရှိပါဘူးအထူးသဖြင့်အစာရည်နဲ့ပတ်သက်ပြီးတော့စီးနဲ့ပတ်သက်ပြီးတော့ငကိုကအခြေခံအဖြစ်အခြေခံရှိတဲ့မိတ်ဆွေများကိုကတော့ဒီအပတ်တာတော့ဒီမှာအပူအချအဆက်စာလေးယူဆော့စားပါအဲတကယ်လို့ကြက်မာကြီးညံ့လာရင်မကောင်းတဲ့အတိုက်ခိုက်တွေမကောင်းတဲ့အတက်ပညာသူများသူများပူဇာတိုက်ခိုက်တာမျိုးလေးတွေကြုံရတာမျိုးလေးဖြစ်ရတဲ့အတွက်တော့တတိထားပါပြီးတော့စေတနာတွေပေါ်ကနေစေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ် ဲ့ဒါဆိုရင်ဒီလာတာတော့ဒီမှာစက်ပစ္စည်းနဲ့ပတ်သက်တာလေးတွေစာချုပ်စာတမ်းကိစ္စနဲ့ပတ်သက်တာလေးတွေတတိထားပြုမှုဆောင်ရွက်ပါဘာကိုဖြစ်ဖြစ်စကားအများကြီးပြောတဲ့အလုပ်တွေဟာအမှားအများကြီးပါတတ်တဲ့အတွက်ကိုယ့်ရဲ့မြင့်ကလေးနဲ့လှုပ်ဆောင်တာမျိုးလေးတွေတိတိကျကျစဘာကတော့စဘာအော်ညီကိုကတော့ညီကိုစဘာကတော့ပေါက်စည်းဆိုတဲ့အတိုင်းပဲစရင်စရာနဲ့တိတိကျကျနဲ့လှုပ်ဆောင်မှာအားနာရင်ခါပါတက်တဲ့ကာလဖြစ်ပါတယ်ဆက်တူဆိုင်ရာလုပ်ငန်းတွေမှာတတိထားလှုပ်ဆောင်ပြီးပါစာချုပ်စာတမ်းကိစ္စစီးပွားဆိုင်ရာကိစ္စလေးတွေမှာလည်းအဲမိတ်ဆွေတို့အနေနဲ့ဟိုဆိုရလို့ပေါ့ လုပ်ငန်းတွေမှာဆိုရင်တော့တတိထားပြုမှုပါညီကိုမရမတွေနဲ့ပတ်သက်လာရင်စိတ်ပြန်မှလူပင်မှဖြစ်ရတာမျိုးလေးတွေလော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 ဆုံးဖြတ်တာမျိုးလေးအလင်းစလိုဆုံးဖြတ်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစီတော့အပတ္တကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာငွေကြေးငွေကြေးနဲ့ပတ်သက်ရင်တော့ငွေတွေလုံးဝနေချင်းကနေဝင်လာတာမျိုးတွေမိမိတို့အနေနဲ့အကြောင်းအရာမျိုးစုံနဲ့လုပ်ငန်းကြောင့်အင်တာနက်ကြောင့်အလုပ်ကြောင့် လုပ်ငန်းကိုင်ငံနဲ့ပတ်သက်လို့ဖြစ်စေအကြောင်းအရာမျိုးစုံနဲ့ဘလောက်ပဲခက်ခက်ခက်ခဲမရှိဘူးငွေကြေးနဲ့ပတ်သက်ရင်လုပ်ငန်းတွေရင်းနဲ့ဝင်လာတာမျိုးတွေငွေကြေးကံကောင်းမွန်တာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့ပုံမှန်အတိုင်းလေးလုပ်သွားပါညံ့နေရင်တော့အလိုလိုပြေပြောင်းမဲ့ကာလဖြစ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်လို့ရှေ့လို့ဆောင်ရလှုပ်ဆောင်မှာအထူးသဖြင့်ရရှားနေရှားကနေငွေဝင်လာတာမျိုးတွေပြပမတင်မထားတဲ့လုပ်ငန်းတစ်ခုခုကနေလက်ရှိရှိနေတဲ့ငွေစည်းကြောင်းကနေအခြားတနေရာကနေငွေတွေဝင်လာတာမျိုးတွေကျင်းတည်ရရှိတတ်သောအပတ်တာကာလဖြစ်ပါတယ်။ဒါကြောင့်ထီကန်ဆန်းလို့တပါဆိုရင်လည်းကန်ဆန်းလို့ကောင်းသောအပတ်တာကာလပိုင်းရှား ဖြစ်ပါတယ်ခင်ဗျာအရှိလူငယ်တွေအရှိ ရေးမှာတော့အိမ်အောင်ပြုခြင်းစိဆက်ခြင်းလူကြီးမိဘတွေနဲ့တိုင်ပင်ပြီးတော့လက်ထက်ရက်စိဆက်ရက်အိမ်အောင်ပြုရက်မင်္ဂလာရက်တွေပြောဆိုတဲ့အခါမှာအာသာခြင်းကောင်းမှုတွေတွေ့တွေ့ရတတ်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်အဲမိမိတို့နေမိမိချစ်တော်မြန်လို့တော်သူတွေကိုချစ်သူဘဝကနေအိမ်အောင်ဘဝကိုကူးပြောင်းမှုအတွက်ဆိုရင်တော့ဒီကာလဟာအစဉ်ပြေအောင်ညှိနှိုင်းဆောင်ရွက်တိုင်ပင်ရက်အာသာကောင်းမှုတိုးတက်ပါတယ် တမီးစားများအနေနဲ့ကတော့တဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲနေလို့ရှိရင်ဆရာသမားအကြီးအကဲလူကြီးမိဘတွေရဲ့အကူအညီအကြံစီကိုရယူပြီးတော့လှုပ်ဆောင်လိုက်ရင်အဆင်ပြေခြင်းတွေကြားလူခံလိုက်အဆင်ပြေခြင်းနဲ့တိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့အဖတ်တာကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာလုပ်ငန်းကိုင်ကန်း ်လုပ်ငန်းကိုင်ငယ်နဲ့ပတ်သက်ရင်လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ခရီးထွက်တာမျိုးလေးတွေခရီးသွားလုပ်ငန်းလေးတွေအကျိုးပေးတယ်လက်ရှိယာရုလုပ်ငန်းကိုင်ငယ်နဲ့ပတ်သက်လို့ယာရုမတိုးဘူးဆိုတဲ့မိတ်ဆွေပုတ်တခုရောက်သားပြီးမြန်ယာရုတိုးနိုင်တယ်ယာရုတက်နိုင်တယ်အခွင့်အလမ်းကောင်းတွေကိုရှာဖွေတွေ့ရှိနိုင်ပြီးတော့လက်ရှိလုပ်နေတဲ့အလုပ်ကအဆင်မပြေဘူးအခြားတစ်ခုကိုလှုပ်ဆောင်မှုတွေးနေတဲ့မိတ်ဆွေများတကယ်ကိုရဲရဲကြီးချင်းချက်စလုပ်ပြီးလှုပ်ဆောင်လိုက်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့အပတ်တာကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာအိမ်တော်ကြီး အိန္ဒိယနဲ့ပတ်သက်ရင်တော့ဘာကူမှမဆုံးချက်ပါနဲ့တထဝပြိုလဲပျက်စီးတတ်တဲ့သဘောဖြစ်တဲ့အတွက်အပြက်သဘောဆောင်လို့ရှိရင်ဖြစ်နိုင်လို့ရှိရင်ဖြည့်ရှင်းနေတာမျိုးစကလုံးပြိုင်ဆိုင်လူနေတာမျိုးတက်စားရင်တယောက်နဲ့တယောက်တူးနဲ့တူးစိတ်စိတ်နေလိုက်ပါတယောက်ကဒါဆိုတယောက်ကဟိုဟာဖြစ်တာမျိုးတွေအပြိုင်ဆိုင်နေရတာငါတာဆိုပြီးဆုံးဖြတ်တာမျိုးလေးတွေဆိုရင် negative ပတ်မှာဆုံးဖြတ်တဲ့အရာလေးတွေဆိုရင်တွန်းအားပေးပြီးမလုံဆောင်စေလိုပါဘူးအဆုံးဖြတ်ချက်တွေဟာအဲဟိုတယောက်ကဒေါသထွက်လာတယ်တယောက်ကစိတ်ကလေးချော့ပြီးတော့ဖြည့်ချင်းညီနိုင်ဆောင်ရတာဟာပုံမအားတာကောင်းမှုပြီးတော့ကံကောင်းစီပါလိမ့်မယ်ခင်ဗျာ မိသားစုကိုအချိန်ပေးတာမျိုးတွေပိုကောင်းပါတယ်ငကိုကဝေးကွာနေတော့သူတွေမိသားစုနဲ့ပြန်လဲတွေ့ရှိတာမျိုးတွေကြုံရတတ်တယ်ဖီးယားဘူးခီးတွေသွားရတာမျိုးမိသားစုနဲ့အတူခီးထွက်ရတာမျိုးတွေကြုံရတတ်တယ်ငကိုကတူနဲ့တူတယောက်နဲ့တယောက်ဝေးကွာနေတော့မိသားစုဝင်နေတော့ပြန်လဲစုံစည်းရတာမျိုးတွေကြုံရတတ်တယ်လို့မိမိရှိကိုမိသားစုဝင်တွေ့ချင်းသားချင်းတွေအလဲလာတာမျိုးတွေပျော်ရွှင်စရာတွေတို့လောက်ရတတ်တယ်တို့အတူဘာသာရေးဆိုင်ရာကိစ္စတွေအဖွဲ့အစည်းအတင်းအဖွဲ့နဲ့ပတ်သက်သောကိစ္စတွေရှေ့တူဆောင်ရွက်ပါအမွေကိစ္စအမှုကိစ္စတွေငကိုကအိမ်တွင်းနဲ့တူနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေရှေ့ဆက်ပြီးတော့ညှိနှိုင်းတိုင်ပင်ပြီးတော့ကံကောင်းအောင်တူ တက်အောင်စဉ်းစားတွေးခေါ်ပြီးတော့ညှိနှိုင်းရင်အောင်မြင်ခြင်းတိုးတက်ခြင်းရရှိတတ်တဲ့အတွက်ကြောင့်မလို့ဘာကိုဖြစ်ဖြစ်အိမ်တွေးကိစ္စမိသားစုရေးကိစ္စတွေမှာမိသားစုကိုအရှိန်ပေးတာပိုကောင်းတယ်ဆိုတဲ့ကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတွေရဲ့အဟောင်းတွေရဲ့အကူအညီကိုရရှိတာမျိုးမိဟောင်းဆွေဟောင်းငယ်ပေါင်းတွေနဲ့ပြန်လဲတွေ့ရှိပြီးတော့အခွင့်အလမ်းကောင်းတွေရရှိတာမျိုးတွေကြုံရတတ်တယ်လို့လက်ရှိကာလမှာအခက်အခဲအကြက်တဲတွေနဲ့မရှိဘူးမိသားစုအရှိန်ပေးတာမျိုးတွေနှွေးနှွေးထွေးနေတာမျိုးလေးတွေဟာပုံမကောင်းမှုပြီးတော့ အဆိုးဘက်မှာဆုံးဖြတ်ရင်ဘာမှဆုံးဖြတ်ရမသိမင်းနဲ့အကောင့်ဘက်မှာအေးချမ်းမှုနဲ့ငြိမ်းချမ်းခြင်းတွေကိုဆုံးဖြတ်တဲ့အခါမှာအာသာပြီးတော့တိုးတက်နိုင်နေဆိုတဲ့အပတ္တကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့နေနဲ့ဒီတပတ်တာအတော်တွေမှာနေရာထိုင်ခြင်းနဲ့ပတ်သက်တာတွေညံ့ပါတယ် ခྱི་သွားကောင်းတယ်ယာရုလုပ်ငန်းကိုင်ငံနဲ့ပတ်သက်ထွက်တင်တယ်ဒါပေမဲ့ပြည်ပခྱི་သွားနဲ့ပတ်သက်လို့ရှိရင်နေရာထိုင်ခင်းအဆင်မပြေတာမျိုးတွေယာရုလုပ်ငန်းကိုင်ငံနဲ့ပတ်သက်အပြိုင်ဆိုင်တိုက်ခိုက်တယ်များတာမျိုးတွေမကောင်းတဲ့အတက်ပညာတွေလောကီပညာရက်တွေနဲ့ကိုယ့်ကိုနေရာမမြဲအောင်လုံးမမြဲအောင်အဆင်မပြေအောင်တိုက်ခိုက်တတ်တဲ့အတွက်တော့ဂယူဆိုင်စင်ရင်ပြီးဖို့လိုအပ်ကြောင်းတဲ့ကိုယ့်ကိုလုပ်ငန်းတူအလုပ်တူတရားမကောင်းတဲ့အစီရင်အတက်ပညာတွေနဲ့ပြူစားခြင်းမျိုးတွေနှောက်ရှင်းမှုတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့ဘာသာတရားပုံမှုအားထုတ်စ조사ပြီးဖို့လိုအပ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီအပ္ပတ္တတော်မှာဆိုရင်လက်ရှိပစ္စည်းနဲ့ပတ်သက်တာတွေဓာတ်တွေနဲ့ပတ်သက် သက်တာတွေဖက်နှက်တွေနဲ့ပတ်သက်တာတွေဟိုဒီကိုဝင်ဆောင်မျိုးသမီးတွေနဲ့ပတ်သက်တာတွေဒီလိုမျိုးအရာလေးဒီမှာပြဿနာမဖြစ်စေနဲ့ရှောင်မဖြစ်နိုင်မဝင်တာမဝင်တာပို့ဖို့ကောင်းမှာပါတယ်ခင်ဗျာချွေဝင်တတ်ပါတယ်ငွေဝင်တတ်ပါတယ်စက်ပစ္စည်းဝင်တတ်ပါတယ်ညီကိုမောင်နှမတွေရဲ့စွမ်းအားလို့ပေါ့ဟိုစိတ်ညစ်စရာတော့ကလေးတွေပြုံးရတတ်တယ်သို့တော်မထင်မှတ်ထားလောက်အောင်မိသားစုရေးကိစ္စအိမ်နွေးကိစ္စတွေနားလည်မှုတွေနဲ့ဖြည့်ရှင်းဆောင်ရခြင်းဟာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့အပတ္တကာလအပိုင်းခြားဖြစ်ပါတယ်အကျိုးပေးစေသောအရာမျိုးတွေအနေနဲ့ဆိုရင် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်စာချုပ်စာတမ်းနဲ့တိတိကျကျလုပ်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်ဒါအပြင်စကားကိုခက်နေနေနဲ့ခက်မြမ်းမြားလုပ်ရတဲ့အလုပ်တွေအကျိုးပေးတယ်ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးအကျိုးပေးတယ်လို့မိမိရဲ့အကြံအစီအတွေးခေါ်တွေတိုင်ပင်ရင်အားသာခြင်းတိုးတက်ခြင်းတွေကောင်းမွန်ခြင်းတွေရရှိမယ်ဆိုတဲ့အပတ်တာဖြစ်ပါတယ်အလှကုန်ပစ္စည်းတွေဗကြီးဘဘူးဘေးဒင်းဘေးဒါဖတ်ဆန်းကြံတရုပ်ဆောင်အစိုးကအမှုပညာတုခုမနဲ့ပတ်သက်တာတွေရှိတိုးဆောင်ရလုပ်ဆောင်ရင်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်သောအပတ်ဖြစ်ပါတယ်ခင်ဗျာအကျိုးပေးစီသောအယောင်နေနဲ့ဆိုရင်တော့ ရွှေဝါရောင်မိုးပြာရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်ခုနှစ်ကဏ္ဍ၈ကဏ္ဍမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်အကျိုးမပေးစေသောအရာဒီတပတ်တာလုံးမှာဆိုရင်အရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါ25ရက်နဲ့26ရက်နေ့တွေမှာပြောဆိုပြီးပြီးပြအောင်လုပ်ရင်ကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေရရှိမဲ့အပတ်တာဖြစ်ပါတယ်အရေးကြီးသောကိစ္စတွေကိုပြောဆိုလှုပ်ဆောင်ဆောင်ရွက်တဲ့အခါမျိုးတွေကြရင်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စကိုမသွားမိမှာမိမိနေနဲ့မိမိအိမ်ကမသွားမိမှာ ရဟန်းတိတ်တိဘဂဝါအောင်ဆိုပြီးတော့78ခေါက်တိတိရွတ်ဆိုပြီးတော့မိမိရဲ့အရေးကြီးသောကိစ္စတွေပြောဆိုဆောင်ရရင်အာသာကောင်းမှုတိုးတက်နိုင်ပါတယ်မိစွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတို့အယောင်းထက်စီပြီးတော့အယောင်းဝယ်ကောင်းစီရန်အတွက်ဆိုသတင်းစာဆက်ကူလေးတစ်ခုကိုလိတ်ပြီးတော့သတင်းစာဆက်ကူနဲ့တို့ထိရိုက်ပုတ်ပြီးတော့ရောင်းရင်မိစွေတို့ရဲ့ကုန်ပစ္စည်းရဲ့ရောင်းထွက်စီပါတယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါရစီခင်ဗျာသတိထားစီနေပေးရမယ့်အချက်လေးတွေကတော့မိမိအနေနဲ့အလောင်းကစားပြော်ပါနဲ့ပတ်သက်လာတဲ့အခါမှာလူတာထက်ပို့ပြီးတော့၃နာမျိုး လူအပေါင်းအသင်းမိတ်ဆွေတွေနဲ့ပတ်သက်လာရင်အပျော်ကနေအပြက်ဖြစ်တတ်တာလေးတွေကယူဆိုင်စင်ကျင်ပေးပါမကောင်းတဲ့တည်င်ကောလာဟာလာတည်င်တွေမဟုတ်မဟုတ်တည်င်တွေကြားရတာမျိုးတရင်ဆိုးနဲ့ကြော်စောတက်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အဲဒါလေးကိုတေချာစဉ်းစားပြီးတော့တွေးခေါ်ပြီးတော့ယုံမှာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့အပေါင်းအသင်းကိစ္စအပျော်အဖကိစ္စလေးတွေမှာတော့လိုတာထပ်ပို့ပြီးတော့မလုဆောင်ဖို့လိုအပ်ကြောင်းနဲ့အလောင်းကစားနဲ့ပတ်သက်တာလေးမှာတတိကျဆင်ခြင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိကာလအပိုင်းခြားအတော်တွဲမှာဆိုလို့ရှိရင်တော့ဘာဟုပဲဖြစ်ဖြစ်မိမိရဲ့အိမ်တွင်းအေးကိစ္စမိသားစုရေးကိစ္စတွေကိုတပားသူကိုယုံကြည်ပြီးပြောဆိုတာမျိုးတွေပြီးခဲ့ပြီးသားကိစ္စဖြစ်ခဲ့ပြီးတော့အမှားတွေကိုလာပြီးတော့တပန်ချင်းချောက်တာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့မိတ်ဆွေတို့အနေနဲ့ဒါလေးတွေကိုတတိထားဆင်ခြင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စေပြီး နော်ကံကောင်းစီရင်အတွက်ဆိုရင်တော့ဘာသာတရားရဲ့အထောက်အကူလေးများများယူဖို့ထပ်လောင်းပြောကြားလိုပါတယ်ခင်ဗျာယေရှုတင်ပါတယ်ဆရာငယ်ရဲ့ဗုဒ္ဓဘုရားဦးတာသမီးမိတ်ဆွေတွေအားလုံးဒီမေလနောက်ဆုံးပတ်အတွင်းမှာအဆက်ဆက်ရဲ့အောင်မြင်မှုတွေတိုးတက်ကြပါစေလို့ဆရာကမြတ်တာပို့ရင်းနဲ့ဆရာငယ်နာပြည်တွင်မိချင်း0939 0939 416 7902416 WhatsApp Telegram မှာဖြစ်စေ Viber မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်ကြောင်းဆရာကမြတ်တာပို့စုတောင်းပြောကြားရင်းနဲ့ယေရှုတင်ပါတယ်ဆရာတို့နောက်လာမှာပြန်တွေ့ပါမယ်ခင်ဗျာ See you ပါ